အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ နီးပြအားနဲ့ slot နဲ့ Liverpool အတွက်ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုကတော့စောင့်ကြော်နေပါတယ်။အဲ့ဒါကဆိုလို့ရှိရင်ဒီလာမယ့် weekend စနေနေ့မှာတော့ Liverpool အတွက်တာ Crystal Palace အတင်းကိုသူတို့ရဲ့ Ingram ဒါ Southampton မှာသွားရောက်ရှင်ပြန်စားမှလည်းဖြစ်ပါတယ်။လက်ရှိ Premier League ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ form အမှန်ဆုံးအတင်းကိုကျွန်တော်တို့ရွေးထုတ်ရမယ်ဆိုလို့ရှိရင်မနေ့က Premier League Champion ဖြစ်ခဲ့တယ်ကျွန်တော် Liverpool အတွက်လည်းမဟုတ်ဘူး။ဒါမှမဟုတ်လို့ရှိရင် Champion ဆုနဲ့ဒါရှင်ပြိုင်နေတဲ့တခြားအတင်းတွေဖြစ်တဲ့ Arsenal တို့ Man City တို့ပြီးသွားလို့ရှိရင် Chelsea တို့လိုအတင်းတွေလည်း မဟုတ်ဘူး။ Premier League မှာလက်ရှိအရဖောင်အမှန်ဆုံးသိရဆိုလို့ရှိရင်ဒါကျွန်တော် Crystal Palace အသင်းလို့ပဲကျွန်တော်ရွေးချယ်ရမှာပါ။ Crystal Palace အသင်းနေနေဆိုလို့ရှိရင် Premier League မှာရှုံးပွဲမရှိတဲ့ကဒါ18နံပွဲမြောက်ရှိလိမ့်ပြီ။သူတို့အသင်းတမိုင်းတစ်လျှောက်မှာဆိုလို့ရှိရင်ဒါကရှုံးပွဲမရှိအပွဲဆက်အများဆုံးစံချိန်တင်ရနိုင်တဲ့အနေအထားဖြစ်တယ်။ Liverpool သင်းနဲ့ပွဲစဉ်မှာဒါသူတို့အနေနဲ့ဒါရှုံးပွဲမရှိစံချိန်နောက်ထပ်တစ်ပွဲထပ်ရခဲ့မယ်ဆိုလို့ရှိရင်ဒါသူတို့တမိုင်းအကြောင်းတစ်လျှောက်မှာဆိုလို့ရှိရင်ရှုံးပွဲမရှိအများဆုံးစံချိန်ဖြစ်လာမှာပါ။ဒါအဲ့ဒါဆိုလို့ရှိရင် Crystal Palace အသင်းကတော့ဂျိန်းသေးပေါ့သူတို့အသင်းရဲ့လက်ရှိ startup firm လို့ထိန်းသွားနိုင်ဖို့အတွက်သူတို့စူးစမ်းမဲ့နေတာရှိတယ်။နောက်ထပ်တစ်ခုကလည်းဒါ Premier League မှာဆိုလို့ရှိရင်ဒီရာသီမှာရှုံးပွဲမရှိသေးတဲ့နောက်ထပ်အသင်းနှစ်သင်းပေါ့နော်အသင်းနှစ်သင်းလားဆိုလို့ရှိရင်ဒါ Liverpool အသင်းနဲ့ Crystal Palace အသင်းတို့လို့ ပြောမယ်ပွဲစဉ်9အထိတစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လက်ဘဝသင်းလာတာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲနောက်ဘဝတစားပြီးတဲ့အချိန်မှာနောက်ဘဝစလုံးကိုရအောင်အနိုင်ယူထားပြီးတော့လက်ရှိ Premier League ရဲ့အဆင့်တင်နေရာမှာရပ်တည်နေတယ်။ဒါ Crystal Palace အတင်းတော့နောက်ဘဝတစားပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်သုံးပွဲတည်ဆိုတဲ့ရလနဲ့ Premier League ရဲ့အဆင့်9နေရာမှာရပ်တည်နေတယ်ပေါ့နော်။အဲ့တော့ဆိုလို့ရှိရင် Crystal Palace ရဲ့လက်ရှိ form ကကျွန်တော်တို့အတွက်ပြောရမယ်ဆိုလို့ရှိရင်စိုးရင်စရာကောင်းတဲ့အနေအထားခုလို့ပြောရမယ်။နီးပြဒါ Olivia Glasner ရဲ့အောက်မှာဆိုလို့ရှိရင် Crystal Palace အတင်းကလူစင်ရင်းရတော့ပေးလို့ ရတစားပုံရာတော့ရလက်ပိုင်းရာဆိုလို့ရှိရင်အထင်ကြီးစရာပုံစံတစ်ခုကိုဆွမ်းဆောင်ပြထားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကိုသမားနေရာမှာဆိုလို့ရှိရင်လည်းတကယ် Premier League မှာအားကိုးရလောက်တဲ့ reliable ဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီကိုသမားပေါ့နော် Dean Henderson ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Fantasy League မှာ Dean Henderson တော့အများတန်းထည့်ထားတယ်ရှိတယ်နောက်ထပ်တစားသွား၃ယောက်ဖြစ်တဲ့ဒါ Richard Lacrosse ရဲ့ပြောသားလို့ရှိရင် Matt Guy သုံးယောက်စလုံးသားဆိုလို့ရှိရင်လည်းဒါယုံကြည်ရတဲ့ Fantasy တစားသွား၃ယောက်သူတို့ရဲ့ဝင်းပန်းနေရာဖြစ်တဲ့ဒါ Munoz နဲ့ Mitchell Tyler Mitchell ဆိုလို့ရှိရင်လည်းလက်ရှိ ပရီးမီးယားလိမှာဖောင်အကောင်းဆုံးဝင်းဘက်နှစ်ယောက်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့အသင်းမှာသူတို့ရဲ့တစ်ထက်အသက်သွေးကြောတစားသမားတွေကတော့ double pivot အတွေ့ဖြစ်တယ်ဒါဟွာတန်နဲ့ပြသလို့ရှိရင် will huge ပေါ့နော်သူတို့တစားသမားနှစ်ယောက်ကဆိုလို့ရှိရင်တကယ် Crystal Palace အသင်းရဲ့မောင်းနေရလို့ကျွန်တော်တို့ပြောလို့ရမယ်ဟွာတန်ရဲ့ဒါအရင်200ကျော်300ကျော်ရှိပေါ့နော်ဇက်တက်တကယ်အကောင်းဆုံးခြေစွမ်းနေလို့ပြထားတယ်ကွင်းလင်းလို့တမ်ပိုလို control လုပ်တယ်သူရဲ့ passing နေနဲ့ တစ်ချက်ဆိုတစ်ချက်အလျောက်ပေါ့နော်သူရှေ့တာမှာ data တို့ပါတော့ပေးပို့လိုက်တဲ့ follow နေတာတကယ်ကိုအစိတ်ရှိတဲ့ဒါ pass တွေ killer pass တွေလို့သူပြတောက်ဆောက်ပေးပို့နေရယ်ပြီးတော့ရှင်သူ့ရဲ့ဒီနေရာကိုလည်း Venus က Will Hughes ကအကောင်းဆုံး low bar နှုတ်တောင်းနဲ့ဖြည့်ပေးနေတဲ့ပုံစံတော့အမှန်တမ်းပြောမယ်ဆိုလို့ရှင်ဒါ Crystal Palace အသင်းအတွက်တကယ်အားရစရာတောင်းတဲ့ပုံစံလို့ပြောရမယ် အသင်းမှာအမှန်တမ်းပြောမယ်ဆိုလို့ရှင်အားအနေဆုံးနေရာလို့ပြောမယ်ဆိုလို့ရှင်တော့တိုက်ဆက်ကိုပဲပြောရမယ်။ကာမာတာနဲ့ပင်တိုရာပြောမယ်ဆိုလို့ရှင်မာတီတာထက် level တစ်ခုနှိမ့်နေတယ်ပြီးသွားလို့ရှင်ကြံအသင်းရဲ့ကြံတဲ့နေရာတွေထက်ဆာလို့ရှင် level တစ်ခုနှိမ့်နေတဲ့အနေထားလို့ပြောလို့ရတယ်။ဒါပေမဲ့လည်းဒါမာတီတာကဒီ Premier League မှာလက်ရှိနေထားရဒါပုံစံတော်တစ်ခုပြသနေရဆိုတော့တိုက်ဆက်ပိုင်းကလည်းအမှန်တမ်းပြောမယ်ဆိုလို့ရှင်တော့လက်ရှိ Liverpool သင်းရဲ့ transfer ပိုင်းရပွဲတိုင်းဒီပါမှာ goal ပေးနေရတဲ့အနေထားတပွဲတစ်ဂိုးလုံးပေးနေရတဲ့ transfer ပိုင်းအတွက်ဆိုလို့ရှင်အနေနဲ့လေးစိုးစရာတော်တယ် ျွန်တော်လီဗာပူးသင်တော့ဆိုလို့ရှင်တော့ဒါလက်ရှိဖောင်တွေရပြောမယ်ဆိုလို့ရှင်ဒါအပြည့်တက်တွေတချို့ သဘောကျချင်မှကြမယ်ဒါပေမဲ့လေလက်ရှိဖောင်တွေရဆိုလို့ရှိရင်လေဘုံတင်လာရက်လက်ပိုင်းကိုအကောင်းဆုံးရယူထားနိုင်တာတော့မြင်တွေ့ကြရတယ်ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရက်လက်ပိုင်းပဲမကပဲねကျွန်တော်တို့ဒါ performance ပိုင်းကအဆပေါ့နော်ကျွန်တော်တွေတော်တော်လေးပြန်ပြီးတော့ down ပေါ်လာတာတော့မြင်တွေ့ကြရတယ် athletico metric နဲ့ပွဲစဉ်မှာဆိုလို့ရှိရင် performance ပိုင်းကတော်တော်လေးပြန်ပြီးတော့တက်လာတယ်ပြောသလိုရှိရင် everton အသင်းနဲ့ပွဲစဉ်မှာလည်းကျွန်တော်တို့ performance ပိုင်းမှာပဲ net goal ရတယ်ဒုတိယပိုင်းမှာကျွန်တော်တို့ chiba rope ပေးရတယ်ဒါမှမဟုတ်စိုးရင်စရာကောင်းတဲ့အနေထားတွေတော့ရှိတယ်ဆိုပေမဲ့လေဘဝလုံးတိုင်းတာရခြေစွမ်းရ တော်လေးတိုးတက်လာပြီလို့ပြောလို့ရတယ် rhythm မိလာတယ်ပြီးသားလို့ရှိရင်ဒီ sound and တင်းတဲ့ပွဲစဉ်မှာလည်းအရန်တူစင်းလာတချို့ပြသသမားတွေပေါ့နော်အထူးသဖြင့်ဒါ creator တို့ e-set တို့တွေဒါတော်တော်လေးအားကိုးရတဲ့အနေအထားမှာကျွန်တော်တို့ရှိတာတော့မြင်တွေ့လေးရတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင် Liverpool တင်းရဲ့ဒီယာဒီမှာဒီယာဒီအဆတော့တော်တော်လေးဝေဖန်ခံနေရတဲ့ပွဲစဉ်တွေပေါ့နော်အထူးသဖြင့်ဒါဘုံမော့ ဘုံပေါင်းနဲ့နျူထရဆယ်ပွဲစဉ်တော့ကလည်းပြောမဲ့တာပြောတာဒါတိုက်ဆက်ပိုင်းမှာအခြေဆက်လေးလိုအပ်ချက်တချို့တွေရှိခဲ့တယ်ဆိုပေမဲ့တိတ်ပြီးတော့ဆိုမဆိုးရွားခဲ့ဘူးဒါတသိန်းလုံးဝစားပုံရဒါပေမဲ့ဒီထန်ဆက်ပိုင်းကလိုအပ်ချက်တွေကြောင့်မို့လို့ဒါဝေဖန်မှုတွေထန်နေရတယ်ဒီအာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာနည်းနည်းလေးတစားပြန်တက်ပြီးတော့ဘန်လီအသင်းရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လီဗာပူးအသင်းကအများကြီးကိုဝေဖန်မှုထန်နေရတယ်တရားဒီလုံးမှာဒါအဆိုးရွားဆုံးပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာနော်အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လီဗာပူးအသင်းကအသင်းရဲ့ return နဲ့ founding တော့တဖြည်းဖြည်းနဲ့ပြန်ပြီးတော့မိလာတဲ့ပုံစံလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်လီဗာပူးအသင်းရဲ့ဒီလက် ရှိ injury list မှာဆိုလို့ရှိရင်တော့ဒါတစားသမိုင်းများများဆဆမရှိဘူး။ Southampton တင်းတဲ့ပွဲစဉ်မှာတော့ကျွန်တော်ဒန်ရန်ရသွားကျွန်တော်တို့ရဲ့လူငယ် transit တစားသမိုင်းလေး Leon နေရှိမယ်ပြီးသွားလို့ရှိရင် budget ကတော့ဒန်ရန်လူစင်းမှာပဲရှိရုံပဲပေါ့နော်။အဲနောက်ထပ်အနေနဲ့ဆိုလို့ရှိရင်လည်း Hutto Athletic ကဒါ EFL Cup ပွဲစဉ်မှာနှစ်ဝါတနေကြောင်းမို့လို့ပေါ့နော်။ဒီနေ့ပွဲစဉ်ကိုတော့လွဲချော်မယ်။အဲဒီအတွက်ဒါ Liverpool တင်းအတွက်လက်ရှိနေထားရဆိုရင်စရာကောင်းတာကတော့နော် Crystal Palace နဲ့ပွဲစဉ်တပွဲအတွက်အပယ်ဆိုလို့ရှိရင်ဒါတိုက်ဆက်ပိုင်းမှာဆိုလို့ရှိရင် Isak တယောက်တည်းရှိမယ် Isak ကိုထက် အဲမထည့်လို့ရှိရင်ဒါကျွန်တော်တို့ Federal Case ကိုအခွင့်အရေးနေရာတစ်ခုအတွက်ပေးရမယ့်အနေထားမှာရှိနေတယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ကျွန်တော်ထင်တာက ESET က minute 60လောက်လို့စားမယ်ဆိုရင်တော့ Case က minute 30လောက်ဒီနေ့ပွဲစဉ်မှာတော့အခွင့်အရေးရလာမယ့်အနေထားမှာရှိတယ်နောက်တစ်ခုကဒါ Cancel ဘိုင်းမှာဆိုလို့ရှိရင်သိပြီးတော့အမားမထိုင်တဲ့အနေထားဒီ EF Federal ပွဲစဉ်မှာတိုင်နေတော့လားဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ First User Pay Transit စာသမား၃ယောက်ကဒါထုံးစံ Android ကတော့ Van Dyne နဲ့ Conan တွေပေါ့နော်ပြီးတော့လို့ရှိရင်သူတို့နောက်မှာ Joe Gromans ရှိမယ် Joe Gromans ရဲ့တချို့ပွဲစဉ်တွေကဒါဂျုံကြီး ရလောက်တဲ့ခြေစွမ်းတွေပြသထားတယ်ဆိုပေမဲ့ဒီ EFL ကပွဲစဉ်မှာဂျိုရိုမတ်ပြသသွားတဲ့ခြေစွမ်းတွေတကယ်လို့ဟိုရှက်ဖို့ကောင်းတဲ့ခြေစွမ်းတွေလို့ပြသသွားတဲ့အတွက်သူ့ဘော်ယုံကြည်မှုတော့အမှန်တမ်းပြောမယ်ဆိုလို့ရှင်တော်တော်လေးလက်ရှိအနေထားအရ တော်တော်လေးညော့ပါနေတယ်ပေါ့နော်ရွေးစရာမရှိတော့မယ့်အနေထားလောက်မှသာဂျိုရိုမတ်စ်ကိုထဲ့ကျန်လောက်တဲ့အထိအမှန်တမ်းပြောမယ်ဆိုရင်သူ့ပေါ်မှာယုံကြည်မှုတော့ကျွန်တော်မရှိဘူးလို့ပြောလို့ရမယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ဒီ cancer ပိုင်းရတာဒန်ယန်နာတရားဖြစ်လို့မရဘူးတိုက်ဆက်ပိုင်းရဒီ chrysalis အတဲ့အမင်းနဲ့အပွဲစဉ်မှာအမားရတို့လို့လို့လို့မရတဲ့အနေထားမှာရှိနေတယ်လို့ပဲကျွန်တော်ကသုံးသပ်မိတယ် ဟိုက်ဒရိုဟက်သမိုင်းကြောင်းနေပြန်ပြောမယ်ဆိုလို့ရှိရင်ဒီလီဗာပူးအသင်းနဲ့ခရစ်စတယ်ပဲလစ်အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့အနေထားမှာဆိုလို့ရှိရင်ဒီနောက်ပိုင်းပွဲစဉ်တွေမှာပေါ့နော်ကျွန်တော်တို့ဒီမနစ်တရာသေးတော့ဟန်ဂိုဘာဖြစ်နေတဲ့လီဗာပူးတော့မနိုင်ပြောမယ်ဆိုရင်ခလေးစာခွေဆုံဘယ်သူမှ အာကြောက်စရာမလိုတဲ့အနေအထားမနေ့ကဒါပရီးမီးယားလိချန်ပီယံဆုရသွားပြီးတဲ့ပွဲစဉ်ဒီမှာတော့ဒါနောက်ဆုံးပွဲစဉ်မှာဒါခရစ်စတယ်ပဲလစ်အသင်းနဲ့လီဗာပူးအသင်းကဒါတစားတယ်ပြီးတော့လီဗာပူးအသင်းကဒါဟို1-1ဆိုရရလက်နဲ့အသေးရလက်ကျွန်တော်ထွက်ပေါ်တဲ့အရုံမြင်တွေ့လိုက်ရတယ် community stream မှာဆိုလို့ရှိရင်လည်းကျွန်တော်ကျွန်တော်တို့ဒီ minute 60အတွင်းမှာဆိုလို့ရှိရင်2-2ဆိုရရလက်နဲ့ပနတီမှာလီဗာပူးအသင်းကရှုံးနေတယ်အဲ့အတွက်ဆိုလို့ရှိရင်ဒီနောက်ပိုင်းပွဲစဉ်တွေတော့လည်းနည်းနည်းလေးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်အာခရစ်စတယ်ပဲလစ်ကလီဗာပူးကို attract ခဲဖြစ်အောင်ကစားနိုင်တယ်ဆိုတော့ narrative တော့ပုံစံထွက်ကောင်းထွက်လာနိုင်တယ်ဒါပေ Εμεί. ကျွန်တော်တို့နည်းနည်း in depth ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် Crystal Palace အတင်းနဲ့ Liverpool အတင်းထိတ်တိုက်တွေ့ဆုံတိုင်း Liverpool အတင်းကအများတန်းအသာရလာတော့ကျွန်တော်မြင်တွေ့ရတယ် Crystal Palace အတင်း Liverpool အတင်းတို့နောက်ဆုံးအနိုင်ရခဲ့တဲ့အချိန်ကကျွန်တော်2018ခုနှစ်တုန်းက Liverpool အတင်းရဲ့ injury မှာ Crystal Palace အတင်းက Fantike ရဲ့အတွင်းကို2ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အဲ့ပွဲစဉ်နောက်ပိုင်းမှာဆိုလို့ရှိရင် Crystal Palace က Liverpool အတင်းတို့မိနစ်20အတွင်းမှာတစ်ခေါက်မှအနိုင်မရထားတဲ့ပုံစံအနေအထားအထိကျွန်တော်တို့မြင်တွေ့နေရတယ်လက်ရှိအနေအထားရဆိုလို့ရှိရင်လည်းဒါအ တင်းရဲ့ form ကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်ရှေ့ပွဲစဉ်နောက်ပွဲပေါ့နော်ဘုံမောက်တင်းတဲ့ပွဲစဉ်ဖိသွားလို့ရှိရင်အနျူကတ်ဆယ်တင်းတဲ့ပွဲစဉ်မှာတိုက်စစ်နေနေတာ၄ဂိုးတွေ၃ဂိုးတွေတွင်တယ်ခက်စက်ပိုင်းတာလည်း၂ဂိုးလောက်ပြီးပြန်ပေးခဲ့ရတယ်ဒီလိုမျိုးဂိုးများတဲ့ပွဲစဉ်တွေတွေးလိုက်ရပြီမှဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က2 1 1နေဒီလိုပွဲစဉ်တွေတော့ကျွန်တော်တောက်လျှောက်မြင်တွေ့ခဲ့ရတယ်အဲ့ဒါဆိုလို့ရှိရင်လည်းဒါအသင်းရဲ့ လက်ရှိဒီ transit တိုက်စစ်ကိုပြင်ကြည့်လိုက်မယ်ဆိုလို့ရှင်ဘွဲစဉ်နာဘွဲတစားဝေးရဲ့အချိန်မှာ set grow သွင်းပြီးတော့နာဘိုးပေးထားရတယ်ဆိုလိုရင်းကဒါတဘွဲကို21လောက်ပေါ့နော်အသိန်းကတိုက်စစ်တာနှစ်ကိုရပြီးတော့ transit ကပေကိုတကူပွဲစဉ်တိုင်းပေးနေရတဲ့အနေထားဒီ Crystal Palace အသင်းသားဆိုလို့ရှိရင်လည်းဒီနာဘွဲတစားပြီးရဲ့အချိန်မှာတိုက်စစ်ပိုင်းက6ကိုအသွင်းထားပြီးတော့ transit ပိုင်းကဒီ2ကိုပဲပေးလိုက်ရတယ်ဆိုတဲ့အနေထားဖြစ်တဲ့အတွက်ဒါလက်ရှိ ေး green dragon နေလို့ကိုပဲကျွန်တော်ပြန်ပြီးကြည့်လိုက်မယ်ဆိုလို့ရှင်ရဲ့ပွဲရဖြစ်နိုင်တဲ့အနေထားဒါ2-1ဒါမှမဟုတ်ရှင်1-0လောက်ပဲဖြစ်တော့လောက်မယ့်အနေထား အာဒါပေမဲ့လည်းတကယ်ပွဲတိုက်ဆိုင်အချိန်မှာတော့ဂိုးတွေများလာနိုင်မလားဆိုတော့ကျွန်တော်အတိအကျမပြောတတ်ဘူးဒါပေမဲ့ဒီဒိန်းနန်းအရာပြောနေတာတော့2-1-1နဲ့ဒါဂိုးနည်းမယ်ဒါပေမဲ့ level သင်းလာတော့ဒါအသာရသွားနိုင်တဲ့အနေထားဒါအစင်လာရတော့လက်ရှိဖောင်ရယုံကြည်မှုရတော့ဆက်ပြီးတော့အသာရသွားမယ်လို့ကျွန်တော်ယုံကြည်ရင်းနဲ့ဒါ EK တွေရောပေါ့နော်သူတို့ရဲ့ရှုံးပွဲမရှိစံချိန်ကိုဆက်ပြီးတော့မရက်တည်နိုင်ဖို့ဖြည့်ဆည်းလိုက်ရတဲ့အတွက် sorry ပါလို့ပြောရင်းနဲ့ကျွန်တော်ဒီပွဲချုပ်သုံးသက်ချက်လေးတို့ဒီမှာပဲညံ့ချင်ပါတယ်ဒီ video လေးတို့အဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် video မှာပြန်တွေ့ပါမယ်နော်